မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမလာ9ရက်နေ့မနေ့ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မောင်တော်နာခခ9ကိုတိုက်ခိုက်နေတဲ့အရခတ်တတော် AA ရဲ့ထိုးစစ်ဟာဒီကနေ့မှအပြင်းထန်ဆုံးအဆင့်ကိုရောက်ရှိနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေသခံမျက်မြင်တအူးက နာခခငါကြာဆုံးတော့မယ်အနေထားရောက်နေပြီလို့ထင်ပါတယ်ဒီသမားလ6ရက်နေ့မနက်9:00နာရီကစပြီးတော့ Wi-Fi နဲ့နာခခငါဝင်းကျင်ကိုဘုံလေးကျဲတယ်6ရက်နေ့မနက်9:45မိနစ်မှာလဲ Jet Fighter တစ်စီးနဲ့ပေါင်900ဘုံ၄လုံးလာကျဲချသွားတယ်မနက်10:00မှာနောက်ထပ် Jet Fighter တစ်စီးရောက်လာပြီးတော့ပေါင်900ဘုံနောက်ထပ်၄လုံးလာကျဲတယ်မနက်10:55မိနစ်မှာ Wi-12 နောက်တစ်စီးလာပြီးတော့လှည့်ပတ်ပြီးတော့ဘုံလေးကျဲနေတယ်လို့ပြောဆိုထားပါတယ်အရခတ်တော်အေးအေးရဲ့နာခခငါထိုးစစ်ဟာ ဒီဇင်ဘာလ9ရက်နေ့ညကစပြီးတော့ဒီဇင်ဘာလ6ရက်နေ့မနေ့အထိကိုအလွန်ပြင်းထန်လျက်ရှိကြောင်း၎င်းကပြောကြားထားပါတယ်စစ်ကောင်စီဘက်ကလည်းမနေ့ကတညာလုံးနဲ့ဒီကနေ့မနေ့အထိကိုတိုက်လေရင်များနဲ့ပေါင်900ဘုံပေါင်1000ဘုံများနဲ့အပြင်းထန်ဆုံးဘုံကျဲခုခံနေတယ်လို့ Y12 နဲ့ပါဘုံတွေကျဲချလျက်ရှိတယ်လို့ပြောဆိုထားပါတယ် တိုက်ပွဲကမနေ့ကညအချင်းကလေးကစပြီးတော့ဒီကနေ့မနေ့အထိကိုအလွန်ကိုအပြင်းထန်ဆုံးဖြစ်နေကြတော့မှလက်နက်ကြီးလက်နက်ငယ်တွေစစ်တပ်နဲ့တန်းတွေ RPG စတဲ့လက်နက်ပစ်တန်းတွေတညာလုံးကိုစူညံစွာကြားနေရတယ်အခုမနေ့လည်းပြစ်ခတ်နေကြတော့မယ်လို့နောက်ထပ်ဒေသခံတို့ကပြောပါတယ်နာခခငါတိုက်ရင်အနည်းမှဒီဇမလ9ရက်နေ့ညနေပိုင်းကစတင်ပြီးတော့ဒီဇမလ6ရက်နေ့မနေ့ပိုင်းအထိကိုတိုက်ပွဲတွေအလွန်ပြင်းထန်လျက်ရှိနေတာကြောင့်စစ်ကောင်စီဘက်ကနာခခငါတိုက်ရင်ဝင်းကျင်မှာ ညအချိန်နဲ့မနေ့အာယုံပိုင်းမှာ Jet Fighter ၄ရင်းနဲ့အချိန်20ကျော်တဲ့အထိလာရောက်ဘုံကျဲချခဲ့တယ်လို့ Wine Trop နဲ့လည်းဘုံအလုံးရေ40ကလှည့်ပတ်ကကျဲချခဲ့တယ်လို့၎င်းကဆက်လက်ပြောကြားထားပါတယ်တိုက်ပွဲကအလွန်ပြင်းထန်နေတာဒီဇင်ဘာလ9ရက်နေ့ည8နာရီကျော်လောက်မှာ Jet Fighter ၄ရင်း3စီးနဲ့နခခ9အနီးကိုဘုံနေကျဲတယ်တိုက်ပွဲကရပ်မသွားဘူးပို့ပြီးတော့တောင်ပြင်းထန်လာသေးတယ်ည10နာရီလောက်မှာ Wine Trop နဲ့လာပြီးတော့ဘုံထက်ကျဲတယ်အေအေဘက်ကလည်း Wine Trop ကိုစက်တက်နဲ့တင်နဲ့လှမ်းပစ်တဲ့အတန်တွေကြားနေရတယ်။ Wine Trop ကဘုံအလုံးကြီး40လောက်ကိုကျဲချခဲ့တာ ဒါပေမဲ့တိုက်ပွဲကလုံးဝကိုရပ်မသွားဘူးပို့ပြီးတော့တောင်ပြင်းထန်လာသေးတယ်လို့ပြောဆိုထားပါတယ်ဒါအပြင်သူကအိမ်တွေလဲတုံခါနေတယ်ဂျက်ဖိုက်တာအတန်ကြားတာနဲ့နခခငါးဘက်ကအလေးအောင်တွေထွက်လာပြီးတော့မှပောက်ကွဲတံကိုကြားရတာမိုးလင်းတဲ့အထီကိုဂျက်ဖိုက်တာလေယာဉ်တွေနဲ့ဆက်ပြီးတော့ဘုံတွေလာကျဲချနေတယ်လေကြောင်းတိုက်ခိုက်မှုကအချိန်နှံ့ဆဲကျော်သွားပြီတိုက်ပွဲကဒီဇမလ6ရက်နေ့မနက်ဆက်လက်ပြီးတော့ပြင်းထန်နေပါတယ်အပြန်အလှန်ကိုပြစ်ခတ်နေကြတာနခခငါးကပြစ်တဲ့လက်နက်ကြီးက၄မိုင်အထိကိုလာကြတာတွေရှိတယ်လို့ဒေသခံတို့ကပြောဆိုထားပါတယ် ဒေသခံစီရင်လေးလာသူတအုပ်ကအခုလိုမျိုးနာခခငါးအနီးကိုလေးချောင်းကနေအပြင်းထန်ဆုံးနဲ့အများဆုံးတိုက်ခိုက်လာနေတာကိုထောက်ရှုခြင်းအပြင်နာခခငါးတက်ရင်ကခံစစ်အနေထားပျက်စီးသွားပြီး တောက်မခံနိုင်တော့တဲ့အခြေအနေကိုရောက်ရှိလာနေပြီဒါကြောင့်မလို့မနေ့ကညကစပြီးတော့ဒီနေ့လက်ရှိအချိန်အထိ Jet Fighter လေယာဉ်တွေနဲ့လာပြီးတော့ဘုံကျဲနေတာပေါ့ Y12 နဲ့လာပြီးတော့ဘုံကျဲတာတွေအဆက်မပြတ်ပြုလုပ်နေတယ် AA ဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြစ်နေတော့မယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီကလေကြောင်းကနေဘုံကျဲနေတော့လဲ AA ရဲ့ထိုးစစ်ဟာရပ်တန့်ခြင်းမရှိဘဲနဲ့တိုက်ပွဲဟာအပြင်းထန်ဆုံးအနေအထားကိုရောက်ရှိနေတယ်လို့ဒေသခံများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆက်လင်းမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား14ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ3ရက်နေ့မှာဆက်လင်းမြို့နယ်တိခေါက်တောင်ကြီးွာကိုဥတီပြီးတော့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကမိုင်း3လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား4ဦးသေဆုံးသွားတယ်လို့သိရပါပါတယ်။အခုလိုမျိုးတိုက်ခိုက်ခံရပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကအနီးနားမှာရှိတဲ့ကြီးွာများကို87မမလက်နက်ကြီး10လုံးထဲမှနဲ့ရန်တပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။ ယ်ဒီဇင်ဘာလ၄ရက်နေ့မှာအကြမ်းဖက်စစ်တပ်က၈၁မမလက်နက်ကြီးအလုံး80ကျော်နဲ့ဒရုန်းပုံသီး၁၀လုံးလုံးနဲ့ဝင်ရရောင်း ။တေးရကုန်းရွာ၊ခင်ပလူရွာ၊မကြီးကုန်းရွာနဲ့ကံကုန်းရွာတို့ကိုရန်တပ်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တေးရကုန်းရွာနဲ့ပိတ်ဆယ်ရွာကပြည်သူပိုင်းနေအိမ်နှလုံးနဲ့ဘရုံဘုံထိမှန်ပြီးတော့မိလောင်ပြက်စီးခဲ့ရတယ်လို့သိရပါဗျ။အခုလိုမျိုးလက်နက်ကြီးများဘရုံများနဲ့ကြေးရွာများကိုဇက်တိုက်ရန်တပ်ပြစ်ခတ်တိုက်ခိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဘရုံနဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါဗျ။စစ်ခွင်းစစ်ကြောင်းမိုင်းသုံးလုံးနဲ့ဇက်တိုက်တိုးတာ စစ်ခွဲ၄កောင်ကတော့နေရာမှာပြွင့်ပြီးသေးတယ် drone တိုက်ခိုက်မှုကတော့နေရာအဆုံကိုလိုက်ချခဲ့တာအဲ့ဒီတိုက်ခိုက်မှုမှာတော့စစ်ခွဲ၁၀កောင်ထက်မနည်းသေးတယ်လို့ဒေါင်းညီနောင်မျိုးပြပြောက်ကြားအဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုလိုမျိုးတိုက်ခိုက်မှုကိုဒေါင်းညီနောင်မျိုးပြပြောက်ကြားတပ်ဖွဲ့မကွေးတိုင်း drone တပ်ဖွဲ့မင်းဘူးခရိုင်အမှတ်၁တိုက်ရင် drone တပ်ခွဲမင်းဘူးခရိုင်အမှတ်၅တိုက်ရင် drone တပ်ခွဲမိုးချိုးပြောက်ကြားအဖွဲ့နဲ့မင်းဘူးခရိုင်ပကဖဆလင်းမျိုးနဲ့ပကဖအဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုထမ်းရန်လူလိုနေတယ်ဆိုပြီးတော့စစ်ကောင်စီကမန္တလေးမြို့မှာနေအိမ်များအတွင်းနဲ့အထီကိုအချိန်မတော်လိုက်လံဖမ်းဆီးနေပြီးတော့၃ရက်အတွင်းမှာလူငယ်25ဦးထက်မနည်းဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ3ရက်နေ့မနက်2နာရီခန့်ကမဟာအောင်မြေမြို့နယ်တန်လျက်မော်အရှိအကွက်433432အရာတော်မန်းတော်သားရက်နေ့စိုက်ကဲဝက်ရှော့မှာအလုပ်လုပ်နေတဲ့လူငယ်တအုပ်ကိုအုတ်ချုပ်ရင်းမှုမန်းဝဲဆိုသူဦးဆောင်ပြီးတော့စစ်မှုထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းမြေပြင်ကင်းထောက်အဖွဲ့ Voice of Mandalay အဖွဲ့က အသိပေးထားပါရယ်အလားတူပဲဒီသမားလာ၄ရက်နေမနက်၁၀နာရီခန့်ကလည်းမဟာအောင်မြေမြို့နယ်86လမ်းနဲ့88လမ်းကြား35လမ်းနဲ့38လမ်းကြားမှာဟေမမာလာမြောက်ရက်ကရုံးကပြူစောထီများကရွှေကြည်တို့ရက်ကနဲ့ဓာဝယ်ရက်ကတို့ကလူငယ်နှစ်ဦးကိုဖမ်းဆီးသွားကြောင်း Voice of Mandalay အဖွဲ့ကထပ်မံအသိပေးထားပါရယ်ဒီသမားလာ၅ရက်နေည9နာရီခန့်ကလည်း86လမ်း14လမ်းနဲ့15လမ်းကြားမှာရှိတဲ့လူငယ်နှစ်ဦးကိုစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါရယ် အဲ့ဒီညကပဲပြည်ကြီးတကောင်မျိုးနဲ့ရဲဘော်ကွက်တဲ့ရက်ကွက်ကလူငယ်၅ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ဒေသခံများကပြောပါတယ်။ယထာတန်လန်းဘေးမှာနေတဲ့ရက်ကွက်တွေတဲကလူငယ်ကိုဝေဆွဲသွားတာပါလို့ ဲ့ဒီရက်ကွက်အနီးမှာနေထိုင်သူတွေကပြောပါတယ်ဒီဇင်ဘာလ6ရက်နေ့မနက်တနာရီခန့်ကလည်းပြည်ကြီးတခုံမျိုးနဲ့စလင်ရက်ကွက်ကိုစစ်ကောင်စီကအဲရှင်းစစ်ပြီးတော့လူငယ်15ဦးခန့်ကိုဖမ်းဆီးသွားကြောင်း Voice of Mandalay အဖွဲ့ကထပ်မံပြီးတော့ထုတ်ပြန်ထားပါတယ်တချို့ကလည်းစရင်ပါထားပြီးတော့ဆွဲခံရတာတချို့ကြတော့လည်းစရင်မပါသေးတဲ့နဲ့ကိုအဆွဲခံရတာလို့ Mandalay မြို့မဟာအောင်မြေမြို့နယ်မှာနေထိုင်သူတူကပြောပါတယ်စစ်ကောင်စီဟာ မန္တလေးမြို့နယ်အသီးသီးကစစ်မှုထမ်းရန်လူငယ်များကိုခေါ်ယူခဲ့ပြီးတော့လူငယ်တချို့ဟာထွက်ပြေးတိမ်းရှောင်မှုများရှိနေတဲ့အတွက်ညအချိန်မှာဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်နိုင်တယ်လို့ဒေသခံတချို့ကပြောပါတယ်အထက်ပါစည်ရင်းများအရာ၃ရက်အတွင်းမှာလူငယ်၂၅ဦးအထိဖမ်းဆီးခံရခြင်းဖြစ်ပြီးတော့အခုအရေးတွက်ထက်လဲပို့ပြီးတော့ဖမ်းဆီးခံရနိုင်တဲ့လူတွေရှိတယ်လို့မန္တလေးမြို့ကန်တချို့ကပြောပါတယ်ဒါအပြင်စစ်ကောင်စီကလူငယ်များကိုထပ်မံဖမ်းဆီးမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အတွက်ပြည်သူအချင်းချင်းသတိပေးနေရတယ်လို့မြို့ကန်တွေကပြောပါတယ်ပေါ်တာဆွဲမယ်ဆိုတဲ့သတင်းကြားလို့ညတွေဆိုလို့ရှိရင် အိမ်ကလူငယ်တွေကိုဘဲမှမထွက်ခိုင်းဘူးလို့ချမ်းမြသာစီမျိုးနယ်နေစေကျော်သက်လူငယ်တို့ရဲ့အဖို့ဖြစ်သူကပြောပါရယ်စစ်ကောင်စီဟာနိုဝင်ဘာလပထမလဝက်အတွင်းကလည်းမန္တလေးဒရဦးကြောက်စဲမြေသားဝန်းတွင်မလိုင်နဲ့မိထီလာမျိုးနယ်များကလူငယ်များကိုယာနဲ့ချီပြီးတော့အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါရယ်စစ်မှုထမ်းဥပဒေကိုအကြမ်းဖက်စစ်ကောင်စီက2010ခုနှစ်နိုဝင်ဘာလမှာပြဋ္ဌာန်းခဲ့တယ်လို့သိရပါရယ်2024ခုနှစ်ဧပြီလ10ရက်နေ့မှာတော့စတင်ကျင့်သုံးခဲ့တယ်လို့သိရပါရယ်ဧပြီလကစပြီးတော့နိုင်ငံတော်မှာရှိတဲ့လူငယ်များကိုစစ်မှုထမ်းခေါ်ဆောင်ခဲ့ မှာယခုခါမှာဆိုရင်အပတ်စဉ်9ကိုရောက်ရှိနေပြီဖြစ်ကြောင်းတရေရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွေမြို့နယ်ရှမ်းပြည်နယ်နောင်ချုံမြို့နယ်အဆက်မှာရှိတဲ့အင်းဝိုင်းမှာစစ်ဘေးတိမ်းရှောင်နေတဲ့ပြည်သူများကိုအကြမ်းဖက်ဆက်တပ်ကနေရက်ကိုပိတ်မပြန်ပဲပိတ်ဆို့ထားပြီးတော့ထွက်ပြေးတဲ့သူတွေအကုန်လုံးကိုပြစ်တတ်မယ်လို့ချိန်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောင်ချုံမြို့နယ်အတွင်းတိုက်ပွဲများကြောင့်ပြည်ဦးလွေမြို့ဘက်ကိုစစ်ဘေးတိမ်းရှောင်လာတဲ့အင်းဝိုင်းအနီးဘက်ဝဲကျင်မှာနေထိုင်တဲ့ပြည်သူများကိုအကြမ်းဖက်ဆက်တပ်ကနေရက်ကိုပိတ်မပြန်ပဲလက်ရှိအချိန်ထိကိုပိတ်ဆို့ထားတယ်လို့သိရပါဗျ။ ဆွေပြေးဆောင်ပြည်သူများထဲမှာကလေးတငယ်များတက်ကြီးရွယ်အိုများနဲ့ကျမ်းမာရေးမကောင်းတဲ့သူတွေပါရှိပြီးတော့ထွက်ပြေးတဲ့သူများရှိပါကပြစ်တတ်မယ်ဆိုပြီးချင်းချောက်ပြောဆိုနေတယ်လို့သိရပါတယ်။ပြည်ဦးလွင် NY အနေမှာဆွေပြေးဆောင်တွေကိုစစ်ခွေးတွေကအပြင်ကိုလုံးဝထွက်ခွင့်မပေးဘဲနဲ့ပိတ်ဆို့ထားတယ်။ထွက်တာနဲ့ပြစ်တတ်မယ်ဆိုပြီးတော့ချင်းချောက်ပြောဆိုနေတယ်။ဆွေပြေးဆောင်တွေထဲမှာတက်ကြီးရွယ်အိုတွေနဲ့ကလေးတငယ်တွေပါဝင်ပါတယ်။နာမကျန်းဖြစ်နေတဲ့သူတွေလည်းပါရှိပါတယ်။ပြည်သူတွေပိတ်မိနေတာရာခနန်းလောက်ရှိမယ်လို့မန္တလေး Revolution ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကန်းဒီရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်စာတင်ကြောင်းများပျက်စီးခဲ့ရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ဒီသမားလ6ရက်နေ့နေ့လယ်7:00နာရီကမှတောင်ကုန်းမြို့နယ်ကန်းဒီရွာကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအရဲသားပြည်သူများထိခိုက်ဒေဆုံးမှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲကြေးပါအတွင်းမှာရှိတဲ့စာတင်ကြောင်းကတော့ထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲမန္တလေးတိုင်းမန္တလေးမြို့နယ်အနောက်ဘက်ချမ်းမာရှိတဲ့ကြေးရွာ များကိုလည်းအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း Wallet Informational Network ကပြောဆိုထားပါတယ်။ဒီဇင်ဘာလ6ရက်နေ့နေ့လယ်7:00နာရီ9မိနစ်ခန့်မှာတရအူးကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကမရီယာမြို့နယ်အနောက်ဘက်ချမ်းမာရှိတဲ့ကျေးရွာများကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူများထိခိုက်မှုအခြေအနေနဲ့ပျက်စီးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ